ျွန်တော်ဒီနေ့တင်ဆက်ပေးမှာကတော့ချက်မောင်းကြော်ပြမှာဖြစ်ပါတယ်ခင်ဗျာချက်မောင်းကြော်လို့တဲ့လိုအပ်တာလေးလေးပြင်ဆင်ထားပါတယ်ခင်ဗျာရင်းဆုံးချက်မောင်းကြော်ဖို့တော့ကိုအပူပေးပြီးတော့အစီလေးကိုများများလေးထည့်လိုက်ပါတယ်ခင်ဗျာချက်မောင်းကြော်တဲ့နေရာမှာကြောက်စီလေးများလေးတုံးမှရပါခင်ဗျာပြီးကြရောကျွန်တော်ချက်တုံဖြူလေးထည့်ပြီးတော့စနေမိုးလေးနေထည့်ပြီးတော့နည်းနည်းလေး ချောင်းလို့စီပူအောင်လို့ပေးလိုက်ပါလေခင်ဗျပီချာရောကျွန်တော်ကျွတ်ုံကြီးလေးထဲပါမယ်ခင်ဗျနည်းချစ်ချာလေးစီတက်ပေးပါမယ်ခင်ဗျပီတဲ့ခါကျတော့ကျွန်တော်ငပီတောင်းလေးထဲပါမယ်ခင်ဗျအဘီတော့ထည့်ပြီးတဲ့အခါမှာကျတော့ကျွန်တော်နောက်ထပ်ပစုံချောင်းလေးထည့်ပါပဲခင်ဗျ။ ပုံကြောင်းနေရာမှာပုံစံထည့်ပြီးချက်လိုက်ရပါတယ်เนาะခင်ဗျာပြီးကြရင်တော့ကျွန်တော်စမောလော်လာလေးကိုထည့်ပါမယ်ပြီးကြရင်ကျွန်တော်မြင့်လေးလေးထည့်ပါမယ်ခင်ဗျာပြီးကြရင်ကျွန်တော်အရတာမုံလေးလေးထည့်ပါမယ်ခင်ဗျာစာခြုံမုံမပြောင်းရေးထည့်ပါမယ်ခင်ဗျာပြီးတဲ့ခါကျတော့ကျွန်တော်ညိုစင်းလေးထည့်ပါမယ်ခင်ဗျာအဲ့ဒါဆိုရင်တော့ခြုံမုံကျော်ရတာအကောင်မုံနဲ့